။ OJ Championship ပြိုင်ပွဲများအလုံးမဲ့မင်္ဂလာပါ။ကျွန်တော်ချစ်လာဆိုတော့တိုင်သုံးလေးမင်္ဂလာပါ။မင်္ဂလာပါ။ဟုတ်ကဲ့အခုဆိုလို့ရှိရင်ဒါကျွန်တော်က round 5ကိုဒါရှင်ပြိုင်ပြီးသွားပြီပေါ့နော် round 5မှာဆိုလို့ရှိရင်ကျွန်တော်ပြိုင်ပွဲဝင်တွေက Lord Anzo နဲ့ Flizo တွေ့ခဲ့တယ်။ Kaki နဲ့ Dino တွေ့တယ်။ Ash နဲ့ Mickey Mouse တွေ့တယ်။ဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ Lord Anzo နဲ့ Flizo အကြောင်းလေးကိုနည်းနည်းလေးပြန်ပြောအောင်။ဟုတ် Mickey ဟုတ်ပါအောင်။အရင်ဆုံးပြောဆို Lord Anzo လောအန်ဆိုကသူကိုကျွန်တော်တို့ကြည်လာတဲ့တခြားပေါ့နော်ဟို online audition ကနေစပြီးဒီအထိမှာသူပြိုင်ပွဲဝင်ခဲ့တဲ့အခေါက်တိုင်းအခေါက်တိုင်းမှာ तू ကဘာဖြစ်လဲတော့ तू smooth ဖြစ်တယ် တက်ရက်တယ်နော်ဘာလို့လဲဆိုတော့သူကသူပိုင်နိုင်တာလေးကိုပဲသူပြတယ်အဲဆိုပါသူတခြားသောပြိုင်ပွဲဝင်နေရ10ခုလောက်ပြတယ်ဆိုပါသူအဲနှစ်ခုသုံးခုမှားရင်မှားမယ်တစ်ခုလောက်လွဲချုံရင်လွဲချုံသူကအဲ့လိုမဟုတ်ဘူးသူများကြီးအများကြီးပြမယ်ဆိုတော့သူက3-4ခုလောက်ပဲပြတာအဲ့3-4သူပိုင်နဲ့3ခုဆိုတော့သူပိုင်နဲ့3ခုပဲနော်သူတချင်းရွေးချယ်မှုကတော်တော်လေးထူခြားတယ်သူကအဲ့လိုရန် live ဖတ်တဲ့ဟာကိုသူကအဲ့လိုရွေးချယ်ထားနိုင်တယ်ပေါ့နော်တချင်းနားထောင်အောင်ကောင်းလို့အဲ့ဒါအများကြီးတယ်ပေါ့နော်အဲ့ဒါအကြောင်းသာလေး စတင်ကောင်းကောင်းဖန်တီးနိုင်တယ် mixing ကောင်းတယ်အဲသူ့ရဲ့အားသာချက် round nine round nine မှာစပြီးတော့ audition စပြီးတော့ကျွန်တော်ဒီ video စကြည့်လေရတယ်အခုဒီပေါ့ဒီဒီ round နေဒီကိုသူကတည်တည်တတ်တတ်နဲ့ဟုတ်ရတယ်ဟုတ်တယ်ဟုတ်တယ်သူကတည့်ရလား music net ကိုသူတွားကျင်တဲ့ target ကိုသူအရောက်သူ့ရဲ့ set တွေကိုလှနေအောင်သူတွားပေါ့နောက်ပြီးတော့ဟိုအရင်သူသူ့ကိုကြည့်ရအရင်ဟိုသူကသူ့ကိုသူ confident အပြည့်ရှိရတော့ဟို AC စီးလေးပဲသူလုပ်ပါဟုတ်တယ်ပုံမှန်ပုံမှန်လေးပဲ AC ပဲပုံမှန်လေးပဲသူကအိမ်မှာ practice လုပ်နေတယ်လို့ ်ပြပါပုံမှန်ပုံမှန်ဆိုရင်လည်းသူကဟိုတော်တော်များများကတော့တခြားပြိုင်ပွဲဝင်နေနေမတူမတူတဲ့တစ်ချက်လိုပဲပြောရမှာပေါ့เนาะကျွန်တော်မြင်တာတော့ तू ကသူ့ရဲ့အဲ့ performance ကို तू ကဟိုပရိသတ် shoot down အနေနဲ့ तू သူ့ကို तू ပြန်ကြည့်နိုင်တယ် ထင်တယ်အဲ့လိုဆိုတော့အဲ့ဒီမှာအဲ့လိုမျိုးနေရာမှာထူးခြားတယ်လို့ထင်တယ်အားကောင်းတယ်သူသူ့ရဲ့လုပ်တဲ့ဥစ္စာတွေကအရန်ရှုပ်ထွေးရတော့မဟုတ်ဘူးနားတယ်လွယ်ရဲ့ဟာမျိုးတွေဟုတ်ကဲ့ပြီးတော့ထူးခြားတော့သူ့ idea လေးကတချင်းချင်းချင်းမှုတွေကောင်းတော့နည်းနည်းအဲ့လိုဆန်းဆန်းပြပြတွေဖြစ်သွားတော့အဲ့ဒါတွေက reaction ကောင်းသွားတယ်ဖလီဆိုကြတော့ကိုလိုလိုမယ်ဖလီဆိုကသူကိုမိုင်လို့ပြတယ်သူကပြတာဆိုတော့အရန်ပြကျွန်တော်ကအမြဲတမ်းသုံးယောက်ပြောပြတဲ့စကားပြတယ်ပြတော့ဟန်ကြီးပြပြချင်တာများတယ်ခဲချင်တာများတယ်เนาะဒါပေမဲ့သူကပြနိုင်တယ် ဟို scale ပြပြီးမယ် तू ဟိုဘာဖြစ်ရှင်မှမသိဘူးဖြစ်သွားဘောဒီ round မှာဆိုတော့ तू ဘာလုံးချင်မှမသိဘူးကျွန်တော်တို့ဟိုဘာဘာပေးချင်မှဘာပေးချင်မှမသိဘာ message तू ပေးချင်တယ်ဘောအဲ့လိုကျွန်တော်တို့တခုခုမရောက်သူဘာဖြစ်နေတာဘောအဲ့ဒါကျွန်တော်မြင်တာတော့ flash ဆိုရတယ်ဗျာဟိုဘယ်လိုပြောရမလဲ तू က तू လုံးပြနိုင်တာ तू အများတော့အဓိက तू ကဟို organize ဖြစ်ဖို့လိုတာအခုဆိုလိုချင်တာကဒီတစ်ချိန်နဲ့ဒီချိန်နဲ့လုံးမဲ့အချိန်မှာငါ base skill ကိုတုံးမယ်အဲပြီးရင်နောက်ထပ်ငါ basket ကိုတုံးနိုင်သေးလေတုံးနိုင်တဲ့ခါကျရင်နောက်ထပ်ဘယ်တစ်ချိန်နဲ့ဒီမှာပြန်တုံးမယ်ထပ်တုံးမယ်အဲ့လိုမျိုးခွဲရမှာပေါ့နော် ခွဲလိုက်ပြီးတော့အဲ့လိုမျိုးလောက်အောင်ပါပြကျင်နာတွေရတယ်အများကြီးအများကြီးတခုတည်းမှာအများကြီးစီးရကိုပိုင်းပြရတယ်အများကြီးရုပ်ပါကျွန်တော်အစားတော့ဆိုဥမာအင်းတွေထဲမှာသူထည့်ကျင်တဲ့အမေကုန်ထက်ဆိုပြတယ်လိုက်ဖွေးရလိုက်လိုက်မလိုက်အဲ့လိုဖြစ်သွားတာလိုက်မလိုက်ဟိုကွာသွားတာဟိုဘော့ထဲမှာထည့်စားတဲ့နေဥစားဟိုတခြားဥစားဥစားယူပြီးတော့ကောက်ထည့်လိုက်တာအဲ့လိုမဟုတ်တော့ဟိုရတာတိတ်ပြတ်သွားတဲ့ပုံစံပေါ့အစားအဟတ်မတည့်တာပေါ့နော်အဲ့လိုပုံစံပေါ့ဘယ်လိုခေါ်မလဲ ပြီးတော့သူပြတာလည်းအကုန်လုံးပေါ့နော်ဒါတော့10ခုလောက်သူလုတ်ပြရဲဆိုတော့အဲ့10ခုလောက်ဒါလင်းတတရရဲ့မှန်မှန်ကန်ကန်နဲ့ပေါ့နော်တကယ်ကိုတိတိကျကျဒါတော့ slider တင်တဲ့အချိန်မှာ quality ကြတာမျိုးဟိုဗါလေ mixing လုပ်တဲ့အချိန်မှာ bar beat နော် quality ကြတာမျိုးဆိုရင်တကယ်ကိုကျွန်တော်တို့ဘလူးမောက်အမတ်လျှော့ကြအောင်လို့ပဲတကယ်100%ပေးရမယ်လုတ်ွက်ဒီအများကြီးဒါသူလုတ်တော့လုတ်ွက်ကတော့ပို့ပြီးတော့ပြလုတ်ွက်ကတော့အရင်များဒါပေမဲ့ပြာလုံးဝကြည့်အဲ့ဒါသူပြာပဲပြာနည်းနည်းဒါသူနောက်ပိုင်းပေါ့နော် ဂယူဆိုင်ကမသူ့အတွက်ပြောပြတာပါဟုတ်ဒါပေမဲ့ကျွန်တော်တို့ဒါတေချာတာတော့ဒီပြိုင်ပွဲဝင်နေတဲ့အရှင်ပြိုင်မှုတိုင်းကိုကျွန်တော်တို့အမှတ်ပေးတဲ့အချိန်မှာတော့တကယ်ကိုခက်ခက်ခက်ခဲနေပြီအကုန်အကုန်လုံးကအဲ့လိုဒီလိုဒီလိုလေးတွေဘယ်လိုဘယ်လိုပြောမလဲဟိုတောင်ရောင်းမီတောင်ရောင်းကကျွန်တော်တက်တက်လာလီကျွန်တော်ကဟိုဒီလိုမျိုးဟိုစကားဆက်လာပါဘောနော်ဟုတ်ကဲ့ကောင်းတဲ့ဥစားကြီးကြံကြံခဲ့တယ်ဘောမျိုးဆိုအဲ့ဒါထဲမှာမှအခုကတဖြည်းဖြည်းဟို final ကတ်လာကတ်လာတဲ့ခါကျကျွန်တော်ကရွေးရအရင်ကတ်လာဟိုတခါကျကျွန်တော်၃ရောက်တော့တခါကျတယောက်နဲ့တယောက်ဟို ဲပါဟိုအမှတ်ပေးရဥစားပဲတူတခါရတယ်နည်းနည်းညင်းကုန်နေတဲ့ဘိုင်းတွေပါအဲဖြစ်လာတယ်ဖြစ်လာတယ်ဖြစ်လာခဲ့ကြအမြင်မတူဘူးပေါ့ဟုတ်ကဲ့ပါဒါပဲလားဒါကျွန်တော်တို့ကဘာလဲပြောဟိုအရှိမပြိုင်ခဲ့တဲ့ဥစားကိုပြန်ယူအမှတ်တွေပြန်ယူပြီးတော့မှကျွန်တော်အားလုံးတိုးတယ်ကိုပြန်ပြန်ပေါင်းပြီးတော့ကျွန်တော်ကဒီတရောင်းတရောင်းမှာအဲ့ဒါကိုယူသွားတာကယ်ရီရဲ့ဝယ်ပါပေါ့နော်ဒါကလည်းကျွန်တော်ဒါတခါလေးအခုဒါဂျုံလုံးရှင်းပြပါကျွန်တော်ဒီတရောင်းမှာဖြစ်တဲ့အမှတ်ကိုကျွန်တော်တို့ကပေးလိုက်တာမဟုတ်ဘူးကျွန်တော်ဟိုအရှိ round နေမှာရခဲ့တဲ့အမှတ်တွေကိုကျွန်တော်ပြန်ပြန်ကြည့်ရအောင်ကျွန်တော်ပြန်မ carry ပြန်လုပ်ရအောင်ဥစားပေါ့အရင်အမှတ်ပေးဖို့ဒီပြန်ပြန်ပြန်ဝဲဝင် နှစ်ယောက်ကအရင်အမှတ်ပေးဖို့အခက်ခဲဖြစ်နေပြီဆိုတော့ဖြစ်နေကြတော့အဲ့ဒါကြောင့်ပါတော့အဲ့လိုမျိုးတို့ round တိုင်းမှာတို့ရခဲ့တဲ့ရလက်တွေကိုကျွန်တော်ကဟိုတိုးတယ်ပေါင်းပေါင်းထားရစာရှိရဲ့အဲ့ဥစားမှာကျွန်တော်ကနောက်ဆုံးရရလက်မှာကျွန်တော်ကပြန်ပေါင်းပေးတယ်ပြန်ပေါင်းလို့ရဆိုတော့အဲ့လိုကျွန်တော်တို့ပြောမှဆိုရင်တယောက်နဲ့တယောက်လည်းကျွန်တော်တိုင်းနေလဲဟိုငင်းွားကြမှဖြစ်တော့ဘူးတို့လည်းဒါကိုပြန်ကြည့်ရခါကျတို့အရှိရောမှာမလုပ်ခဲ့လို့တို့ရော့လို့တို့ဒီဒီအမှတ်ရော့လို့ဒီမျိုးအခြေအနေဆိုတဲ့ဥစားမျိုးကိုဒါတို့လည်းတိမှာပေါ့နော်ဟုတ်အဲ့တော့ဒီနှစ်ယောက်မှာတော့ဒါ lot answer ကတော့ဒါကျွန်တော်တို့ ထိုးတက်တက်သွားခဲ့တယ်။ရောက်စုံတက်သွားခဲ့ပြီ။ဆိုတော့နောက်တတွေရလည်းစိတ်ဝင်စားဖို့ကောင်းတယ်။ကာကီနဲ့တိုင်လို့ကာကီတိုင်လို့ကာကီနဲ့တိုင်လို့ကာကီတိုင်လို့ကာကီနဲ့တိုင်တော့တကယ်တော့ပြောရတော့စိတ်ဝင်စားဖို့တော့ကောင်းတယ်ဗျာ။ဒါပေမဲ့အဓိကဟိုပါပေါ့ scale ဘိုင်းမှာတော့ကာကီကအရန်ဟိုဘယ်လိုလဲဒါဟိုတတယ်ဗျာ။ပြောရရင်တော့ဟိုတိုင်တော့မကောင်းလို့မကောင်းလို့ဆိုတာမျိုးပြောတာမဟုတ်ဘူး။ तू ကကြတော့ဘယ်လိုပြောသူ့ရဲ့တချင်းရွေးချယ်မှုတွေတည့်ရဲ့သူ့ရဲ့ဟိုဟာတွေဘယ်လိုပြောမလဲ။သူ့ရဲ့ mixing ကအရန်ကိုတတ်ရတယ်။ဆိုတော့ပြောရင်ဟိုပြိုင်ပွဲဆိုတာတည်း तू ူ့အနေနဲ့ကဟိုဘယ်လိုပြောမလဲဟို crowd ကိုတီးပြတဲ့နေရာမျိုးမှာသူ့အနေနဲ့ပို asset တင်မယ်ပေါ့နော်ဆိုတော့အဓိကဟိုကာကီကကျတော့ဟိုပြိုင်ပွဲနဲ့တော်တော်လေး asset တယ်သူကအဲ့လိုသူ့ skill တွေကလည်းလုံးဝအဲ့လိုကြစ်ဟိုအချိန်တစ်ခုယူပြီးကျင့်ရတဲ့ဟာမျိုးတွေဖြစ်နေတာဆိုတော့အဲ့ဒါမျိုးပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာအဲ့မကာကီနဲ့ထိုင်တော့နေရကြတော့အကယ်၍ဟိုမှာ crowd ကိုဖျော်ပြီးရမယ်ဆိုရင်တော့ဟိုဒိုင်နိုကိုလူကိုကြိုက်ကောင်းကြိုက်နိုင်တယ်ဆိုလိုချင်တာအဲ့လိုမျိုးပုံစံပေါ့နော်ဆိုတော့ဟို အဲ့တော့ကျွန်တော်ကိုကျွန်တော်ကြီးကသူတို့ကတော့ဥစ္စာဆိုရင်တော့ဟိုဘယ်လိုပြောမလဲကာကီကကြာတော့သူကသူ့ရဲ့ဒီ performance လုပ်တဲ့ကျွန်တော်တို့ဟိုဒီတိုင်ပွဲဝင်နေတောက်လျှောက်မှာဆိုတော့တခုတခုခုအများကြီးပါတယ်စမ်းစမ်းလေးထွန်းထွန်းပြီးအစစမ်းအစစမ်းလေးသူကထည့်ပြီးအဲ့ဒါပေမဲ့ပြဿနာကကြာတော့ဒီဒီ round မှာဘာဖြစ်သွားလဲဆိုတော့ အဲသူအဲ့လိုတချင်းကိုတစ်ခုနဲ့တစ်ခုပြောင်းသူအဲ့လိုပိတ်ပိတ်ချပြီးတော့မှသူနောက်တစ်ခုကိုသွားလိုက်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် transition လေးဒီမှာမဆက်ဆက်ဘူးဖြစ်နေတယ်အဲ့လိုမျိုးအဲ့လိုကြတော့လေဘယ်လိုဖြစ်လဲဆိုတော့သူကကြတော့အဲ့အဲ့ဒီအဲ့ဒီအခုကျွန်တော်ဒီဘိုင်းမှာဆိုတော့ဘာလို့ပြော စပြီးတော့သူကဖွင့်လိုက်တယ်ပထမဟုတ်ပြီပေါ့ဆိုကျွန်တော်အားကျအားကျဝင်နေကြည့်ဘုံသူပြန်နေလဲပိတ်ပါတစ်ချိန်ညာအဲ့ပါလေအဲ့ဒီအမအဲ့ဒီအမဆက်ဆက်ချင်းဖြစ်သွားတာအချင်းမှာအဲ့လိုဖြစ်သွားတာဆိုတော့ဒါလုံးဝသူ့ရဲ့အမှတ်ကကျော်ပါတော်တော်ရောက်ပါတယ်အဲ့လိုဖြစ်သွားအဲ့ကကြာတော့သူနှစ်ယောက်မှကြာတော့ကာဂီလေးကဟိုဘယ်လိုပြောမလဲသူဟိုလည်းဖြစ်တဲ့အတွက် scale ပိုပြဒါပေမဲ့ဒီနှစ်ယောက်နဲ့ရှေ့ကနှစ်ယောက်နဲ့ကိုရှင်းပြရင်ဘာဖြစ်လဲဆိုတော့ ကာဂီကဘယ်လိုနဲ့သွားတူလဲဆိုတော့ဖလစ်ဆိုနဲ့သွားတူတယ်ဟုတ်တယ်ကာဂီစကင်းပြတဲ့တမန် Yes ဟုတ်တယ်အတွဲတွဲချင်းရှင်ပြရတယ် Yes Yes အဲ့ဒီလိုပဲဒီဘက် group ကဒိုင်နိုနဲ့ကိုဘက်ရှေ့ရောက်ဖွင့်သွားတယ်လော့ရန်ဆိုတဲ့တူတူတယ်ဘာလို့လဲဆိုတော့ဒိုင်နိုဒီဟိုလော့ရန်ဆိုလိုပဲအချင်းကောင်းကောင်းဖွင့်ပြနိုင်တယ်မင်းစင်အရန်ကောင်းတယ်စတင်ကောင်းတဲ့လူတယောက်ဒါပေမဲ့စကေးပိုင်းကိုတိတ်မပြတတ်ဘူးမပြဖြစ်ဘူးပေါ့နော်အဲဟိုဒီမှာကျတော့လေကာဂီရလည်းစကေးတွေတောက်လျှောက်ပြတယ်ဒါပေမဲ့ဖလစ်ဆိုနဲ့ကာဂီမှာဘာကွာွာလဲဆိုတော့ရှေ့ group နောက် group အရှင်ပြောပြလို့ရှိရင်ဖလစ်ဆိုကအမားများတယ် ပြတာတော့အများကြီးပဲအဲ setting စီရမှာဟုတ်တယ်တိုက်ရနေတယ်စကေးပြပေမဲ့အမားမရှိတဲ့အတွက်သူပြတဲ့ဟာပေါ်လွန်အောင်ပြနိုင်တာကာဂီရပို့ပြီးတော့လက်ရည်တာဝါအမှတ်တာဝါပေါ့နော်ဒိုင်လို့ဒိုင်လို့တာဝါတာပေါ့တကယ်တကယ်ကတော့ အနှစ်ရောက်အလေးရောက်စလုံးကတော့လက်ရှိအထိကတော့ missing နေ set နေရောအကုန်ကောင်းပြီဒါပဲ။ဒါပြန်ဝဲမလို့ဒါကျွန်တော်တို့ကျွန်တော်တို့ scale ဘိုင်းဆိုင်ရာဒါလည်းကဟိုရောက်ရောက်မဲ့ဥစ္စာလေးပြောပြီးတော့ဟိုဘာလို့လဲလိုက်ပြီးအမားရှာနေရဥစ္စာပေါ့နော်။တကယ်တော့ကောင်းပါဖြစ်မနေကောလို့ဖြစ်မနေဖြစ်မနေလောက်အပားကတော့ကျွန်တော်တို့ကရှာဦးရှာနေရတယ်။ဖြစ်မနေလောက်မဲ့လောက်ပေါ့။အဲ့ဒါခွတ်တော့ပါလို့။အဲ့တော့ဟိုနောက်ဆုံးတွဲဆိုလဲပို့ပြီးစိတ်ဝင်စားဖို့ကောင်းတယ်။ Ash နဲ့ No no I I the I the အကြံဆုံး I the အကြံဆုံး I the အကြံဆုံး ဟိုမှာကအရင်ပြိုင်ပွဲဝင်နေပေါ့နော်အဲ့လိုဘက်တရီမှာကအဲ့လိုတယောက်က mission setting သမားတယောက်က skill သမားဒီနှစ်ယောက်လောက် skill သမားအတုံပြတယောက်က skill သမားဟုတ်နော်ဒီဘာလဲဘာလဲ video audition audition video စကြည့်ကြတဲ့ကအဲ့တော့7 minute လား10 minutes နဲ့တူတယ်ဟုတ်တယ်7 minute အဲ့7 minute အဲ့7 minute မှာတဲ့ကနှစ်ယောက်လုံးကပြတယ် အဲ့မှာတွေကစပြကြပြီစာဝင်ကလေး intro တွေနဲ့တို့သိမလားစာတွေဒီကြောက်ဆုံးရတဲ့ဒီပြိုင်ပွဲဝင်နေအားလုံးနဲ့မှာတို့က senior ဖြစ်ဆုံးနှစ်ယောက် senior အကြဆုံးတို့ကကြပြီကျွန်တော်တို့ဒီ DJ ဟိုဒီဒီတတန်းဒီဒီတတန်းရတယ်ဟုတ်တယ်ဆိုလေဒီနေရာဆုံးကရှိနေကြာပြီ။အော်ဟုတ်ဒီဂျီလောကထဲမှာရှိနေကြာ။ဒါမှမဟုတ်ဟိုဟိုကျွန်တော်တို့စကားနဲ့ပြောမယ်စီနီယာပေါ့။အော်စီနီယာရတယ်။စီနီယာကတော့ဒီကိုဗစ်ပြီးမှသူတို့ဒီဂျီဖြစ်လာတယ်လို့မဟုတ်။အဲ့ကိုဗစ်မတိုင်ခင်ကတည်းကကျွန်တော်တို့ဒီအာဘယ်လိုပြောမလဲ။ တော်ဟိုရေပေးပါရေဟဲ့ရှိရနော်ကျွန်တော်ကြာပြီမကောင်းတာနာကနာကစက်လောက်ရှိပြီစက်လောက်ရောရှိစက်လောက်ရှိတူတူကိုအဲ့လောက်ရှိပြီသူတို့နှစ်ယောက်တော့ရှိရှိရှိအဲ့ဒါကျွန်တော်တို့ကမြင်ဘူးတယ်မြင်ဘူးတယ်အဲ့တော့ကျွန်တော်ကအဲ့တော့ကကျွန်တော်တို့ ဒီကျွန်တော်ကကြောက်ဒီဟိုပါဗော DJ လောကတဲ့ရောက်ပြီကျွန်တော် producer ကနေစပြီ DJ တဲ့ကိုပြောတာပဲအဲ့တော့ဆိုသူကဒီရေးပေးအလှူမှာကျွန်တော်တို့ဟို DJ အကုန်လုံးအဲ့လို center center ဘောကျွန်တော်ကလည်းအဲ့လိုမျိုးကျွန်တော်မြန်မာ DJ Cherry Foundation ရှိတယ်အဲ့လိုအဲ့လိုအဲ့မှာကျွန်တော် Community ဆိုတာ DJ လောကမှာဆက်တန်းခဲ့အာဒါဟိုပါဗောဒီနေ့နှစ်ခုကျော်ကျေးဇူးတင်ပါတယ်ဟုတ်ပါဘူးဟုတ်ပါဘူး ့ကတော့ကျွန်တော်ဒီရေဘေးပေါ့မြန်မာ DJ Cherry Foundation ဆိုပြီးတော့ရေဘေးအလူအတွက်ဆိုပြီးတော့ကျွန်တော် DJ တွေကဒီ Junction 8เนาะ Junction Center Junction Center အဲ့ဒါဒီမှာကျွန်တော်တို့အလူကန်လေးလိုက်ကောက်သေးတယ်အဲ့ဒါ10နှစ်ရှိပြီချင်းဖွင့်နေဖွင့်ပြီးပြီကျွန်တော်အဲ့မှာအလူကန်ပုံးလေးနဲ့အလူကန်ကောက်တယ်နောက်တော့ကျွန်တော်တို့တချို့ DJ ဆိုရင်ကျွန်တော်ကျွန်တော်ဆိုအဲ့မမက်ရ Junction Party မှာဆိုကျွန်တော်အဲ့ဒီလမ်းလယ်မှာလေရေဘေးအတွက်ဆိုပြီးတော့လုပ်ပြီးတော့ရေဘေးဒေတာများအတွက်ဆိုပြီးတော့စာရွက်ကြီးတွေနဲ့အဲ့ဒီနဲ့အဲ့လိုချိတ်ပြီးတော့အလူကန်ပုံးလေးအလူကန်ပုံးလေးနဲ့အဲ့ကျွန်တော်အဲ့လိုပတ်ပြီးတော့အဲ့ဒီဦးလေးရရှိတာအဲ့ဒီရရှိအဲ့ဒီဦးလေးရရှိတယ်ကျွန်တော်နေကီဘောကခဏနားရတာပေါ့နော်ခဏနားရတယ် Thank you. ဟိုပါလေ S ကတော့လက်ရှိလေကျွန်တော်ဒီ operation ထဲမှာဆက်ပြီးအလုပ်လုပ်နေတော့ကျွန်တော်ဒီရစလုပ်ကလေးကတို့ကအဲ့လိုပြောဟိုလိုကျွန်တော်နဲ့အချင်းကလုံးဝအလုပ်တော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 ်နီးရယ်ဗျာတူတယ်လို့တောင်ပြောလို့ရအောင်ကျွန်တော်နဲ့ agent ဆိုရင်တူတယ်လို့တောင် same bus ပေါ့ same bus ဒီဘက်ကတော့ကျွန်တော်တို့ထဲတော့နည်းနည်းတော့ junior ဖြစ်တယ်ပေါ့ဟုတ်တယ်အဲ့လုပ်ပါတို့တို့နှစ်ယောက်ရဲ့ရှင်ပြိုင်မှုရောလုပ်ပါအောင်ကျန်နည်းနည်းအောင်ကျန်တယ်အရင်အောင်ကျန်တို့နှစ်ယောက်ရဲ့ရှင်ပြိုင်မှုမှာတော့တကယ်တမ်းပြောရင်တော့အဲ့ဟိုဘယ်လိုပြောကျွန်တော်ကလည်းအဲ့ဒါကိုအဲ့တို့နှစ်ယောက်ပြိုင်တဲ့ဥစ္စာကိုပဲတော်တော်ကြီးကိုစိတ်လှုပ်ရှားနေတယ်တို့တို့နှစ်ယောက်ကြီးကိုသွားတွေ့တာကော်တီအဲ့ဒါပြောဒါကျွန်တော်ရီယောချက်ရှိကို ရွေးထားတာလည်းမဟုတ်ဆီနီယာနှစ်ကောက်ကိုတဲ့ပေးတော်မျိုးလည်းမဟုတ်ဒါပေမဲ့အဲ့လိုတဲ့အဲ့လိုဖြစ်သွားတာဟုတ်ဟုတ်တဲ့ရုပ်တဲ့လိုတဲ့တဲ့လိုရောတဲ့တဲ့လိုပြောပါအဲ့ဒါလေကျွန်တော်လက်ဘာဘာပါလဲဆိုတော့ကျွန်တော်အမြင်ပြောပြပါဘောနော်အနေအောင်တော့တဘာရှိတယ်ဗျာတဘာရှိတယ်ဆိုတော့လုတ်တက်တယ်ဒါတို့တချို့ပြိုင်မဝင်ကလေးဆိုရင်ဂျူနီယာဖြစ်တဲ့အတွက်ဗောနော်ဒီဒီလောကမှာတိတ်မကြာသေးတာဖြစ်တဲ့အတွက်တချင်းကိုဘလို့တီဆောက်ခါမယ်ဆိုတော့တိတ်မကြည့်ကြအောင်တို့ကြောင့်အဲ့အချက်ကိုကောင်းကောင်းဝင်ကြည့်တယ်ဒီအချက်ဒါပေမဲ့အဲ့မှာဘာကွာလဲဆိုတော့ဒီတစ်ခေါက်မှာလေ မဂီဗောက်ကဟိုဟာတို့လူမျိုးကာဂီတို့ဖလစ်စတို့လူအပြအသမားဒါပြတာတော့နှစ်ယောက်လုံးပြပါတော့အပြအသမားကိုဒါမဲ့ तू ကဘာဖြစ်သွားလဲဆိုတော့ तू ကပြတာဒီတစ်ခေါက်မှာနေတယ်အရင်အခေါက်တွေကအများကြီးပြတဲ့လူကဒီတစ်ခေါက်နေတယ်နောက်တစ်ချက်ဘာဖြစ်လဲဆိုတော့အဲ့လိုချင်းရှင်ရင်တော့မှ edge ကဘာဖြစ်လဲဆို performance တွေတာတယ်ဟုတ်ဟုတ်ဒီမှာလူလူရဲ့တော်တော်အဲ့စင်ပြုတ်ထွက်သွားပြီးတော့ဆက်အနောက်ကောင်းရံနေလောက်ပြတာလေညနာတွေ ဟိုကိုဟန်ဘူးရရိမ့်လိုက်တာတို့ပါအဲ့ဒါတွေကတော့နော်ဘူးကအခုကအရင်ကကျွန်တော်ကဘယ်မှာသတိထားမိပါလဲဆိုတော့ဒီဒီ round ဒီအခြေ round မှာနှစ်ပူးစီ round ဆီးပြီးတော့လေညနေပုတ်ပလိုက်ခု stage presence ကပုံမိုက်တာဟုတ်ရကျွန်တော်နှစ်ပူးစီအနီကျွန်တော်စီးတာဟုတ်လားကျွန်တော်အိုက်အထာလိုက်ခိုးလာတော့နော်အဲ့တော့အဲ့ဒီအဲ့ဒီ round မှာတွေကနော်ဆက်ကြလိုက်ဆက်ကြလိုက်ပြန်ပြန်လုပ်ဆက်ကြအဲ့ဒါမျိုးတွေကကြတော့ဒါဒီပြိုင်ပွဲတခြားမှာဆိုဒီလို performance တွေကသူတယောက်ပဲကျွန်တော်မြင်ရတာအဲ့လိုရှိတယ်အဲ့ရောကျစင်အဲ့အဲ့ဒါလေးကြောင့်လုံးရဲ့လုံးရဲ့တို့အဲ့ကြောင့်တို့နှစ်ယောက်ကြတော့လေ ဟိုပြောမယ်ဆိုရင် scale ဘိုင်းနေရောပါတော့အားလုံးကတူ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 လိုပဲဖြစ်နေကြတာပေါ့နော်အဲ့တော့ဒီနှစ်ယောက်ကိုဂျွေးကတော်တော်ခက်ခဲ့အဲ့ဒီနှစ်ယောက်တော့ကျွန်တော်တို့တော်တော်စားတာတော်တော်ရွေးချယ်ရတယ်တင်းအဲ့ ဘယ်လိုခေါမလဲတက်သွားတဲ့လူကိုကျင်ညာတာစကျွန်တော်တို့ကအဲ့လိုတော်တော်ဒီနှစ်ယောက်ကိုတော့တော်တော်စဉ်းစားတယ်လူကျော်ရပြီခေါမလဲတကယ်အမှတ်ကတည်းကတော့ဘေးမကျင်ညာကိုယ်ကြီးကျင်ညာကံကြမ်းနဲ့ပဲကျင်ညာတယ်ဟုတ်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 တယ်စကေးပိုင်းပါညာဆိုတာလည်းဖြစ်နိုင်တာလည်းပါတော့ねကျွန်တော်အဲ့ဒါညဝင်ပြီးတော့စကေးပိုင်းဆိုင်ကတော့ကျွန်တော်တို့ဂျက်စင်မှာဆိုကန်ဒရစ်ကပို့ပြီးတော့ဖြစ်တယ်ဒါပေမဲ့အင်းမြောက်မှာလည်းအင်းနေရတကယ်အက်စ်ကပဲပို့ပြီးစကေးလည်းပို့ပြီးပြလိုက်တယ်အဲ့လိုပေါ့နော်မီဂီမောမီဂီဝါနဲ့အင်းနေရနဲတာပြလိုက်မီဂီဘောကနဲဝါကအက်စ်ကပို့ပြလိုက်တယ် င်းနေမှာအဲ့ဒါလည်းပါအဲ့ဒီမှာကျတော့ဟို H က H ကကျတော့သူပြန်ဟိုပြလိုက်တော့အမှသူကအမှတ်ကလေးအမှတ်တရလည်းအဲ့လိုမျိုးကျွန်တော်ပြောမယ်ခုလိုမျိုးပေါ့နော်ပုံမှန်ဆိုအရှိရောင်းနေမှာမိကီဘောက်ဆာပို့ပြီးတော့ပြနေကြဗျာပြတယ်ကျွန်တော်တက်ရတာဟိုလည်းတက်တော့တက်ရတယ်ဟိုလည်းကောင်းတယ်ဟိုဒီပြိုင်ဝဲဝင်ပြိုင်ဝဲဝင်လည်းအဲ့ဒီ round မှာတော့သူတော်တော်ပင်ပန်းနေပုံဟုတ်တယ်အဲ့တော့နည်းနည်းထူးထူးခြားခြားပေါ့အဲ့လိုဖြစ်နေတာလည်းမတူဘူးဆိုင်လုံးဆိုင်လုံးပါဗျာအနေနဲ့အများပေါ့သူတို့ပြန်မယ်ဆိုတော့သူတို့ pressure ပြီလား pressure လေးကြောင့်ပွဲဟိုကတော့ကျွန်တော်တို့အမြဲကင်မရာရှေ့မှာ ရိုက်နေတဲ့လူတွေတော့မှကဲကင်မရာကြီးနဲ့ထိုးလိုက်တဲ့ချိန်မှာအဲ့ဒါမှာစောစောချင်းဘိုင်းမှာကျွန်တော်လက်လက်တွေပိုင်းတုံးတယ်အဲ့လိုမျိုးအခွက်တွေဖြစ်တာပေါ့နော်အဲ့ဒါတွေအဲ့တော့တို့လည်းရှိမှာပေါ့တို့ကတကယ်ဆင်းမမှာတက်ပြိုင်နေရတယ်ဆိုတော့တို့လည်း pressure တော့ရှိမှာအဲ့ဒါအဲ့ဒါကြောင့်တို့ pressure လေးရှိကြဟုတ်ဆိုတော့အဲ့တော့လည်းကျွန်တော်တို့ဒီ low end ဆိုတော့ဒါနောက်တစ်ဆင့်ကိုတက်သွားတယ်အပြည့်အကကျတော့ kaki ကတက်သွားတယ် ash ကလည်းနောက်တစ်ဆင့်ကိုတက်သွားတယ်ဆိုတော့ဒါကြံခဲ့ဒီ flip ဆိုရဲ့ time တွေ mickey fox ရဲ့ ဒါသူတို့တော့ဟာဆက်ပြီးရှင်းပြရအောင်ဆက်ပြရအောင်သူတို့ဟိုတယောက်ကို7မိနစ်ပြန်ဖွင့်ပါဘောသူတို့အဲ့ဒီအမှမှာကျွန်တော်တို့တယောက်ကိုပြန်ပြီးတယောက်ကိုအဲ့ဒီ၄ယောက်က7မိနစ်တက်ပါပါဘောနော်7မိနစ်တက်ပါဟုတ်ကဲ့ဒါဆိုတော့အခုဒီပြိုင်ပွဲဝင်3ယောက်ဖြစ်တဲ့ဒါ flip ဆိုရဲ dino ရဲ mickey fox ရဲတော့သူတို့နောက်ထပ်ဒါ7မိနစ်စီတော်တော်ထပ်ပြန်ရရဲ့ဘောနော်ဒီနေရာမှာကျွန်တော်တို့က wide gap နဲ့ခေါ်သွားမှာဟုတ်ခေါ်မှာဆိုတော့လောက်ပါအမှတ်တရလေးတွေပြန်ပြောပေးပါဦးသူတို့3ယောက်ကဘောနော်အခုဒီ round ဘောဒီ round ဆိုတော့အခု လူမျိုးเนาะနောက်တစ်ချိန်ပြန်ပြန်စီမီရောက်ပြီဟုတ်တယ်အဲ့မှာမှာသူပြန်ပြန်လိုက်ရတဲ့အချိန်မှာတော့အကုန်လုံးဝီးဖြစ်ကုန်ကြတယ်ဟုတ်တယ်စိတ်ပိုင်းတန်ရရတယ်အဲ့လိုမျိုးဘာပဲဒီအရှိမတခုသူတို့ဟိုဟာဖြစ်သွားပြီးကြီးတဲ့ဆိုတော့ဟိုဟာဒီမှာထပ်ဖွင့်တဲ့အခါမှာသူမုတ်မပါတော့ဘူးတော့တော့အဲ့တခုနည်းနည်းသိတာဟုတ်တယ်သိတာရန်သိတာတော်တော်ကြီးသိတာအမှသူမျက်နှာကြီးလဲ expression တွေကစလုံးဝသူတို့ကလုံးဝအဆင်မပြေတော့သူကြည့်ရတယ်ဆိုတာအဲ့လိုအဲ့ဒီမှာကျွန်တော်ကတော့ဘယ်လိုပြောလဲအဲ့ဒီအဲ့ဒီကတော့သူတို့ကတော့အကြံပေးခွင့်တော့မရတတ်ပါဘူးဒါပေမဲ့အဲ့လိုပါကျွန်တော်ကိုယ့်အကကိုစဉ်းစားမိတာတခုကအဲ့လိုသူဘယ်လိုပြောမလဲဟို သူတို့ပြန်ပြိုင်ဖို့လို့တော့သူတို့ပြင်ဆင်ဖို့အချိန်ရလည်းမရှိဘူးအဲ့နေတွင်ချင်းပဲပြန်လောက်အောင်ပါဆိုတော့ချက်ချင်းပြန်ပြီးတော့ခဏပဲချားပြီးတော့ခဏလေးပဲချားလိုက်တော့ပြောင်းအရှိမဘယ်လိုပြောအဲ့အရှိမကိုကိုပါပြိုင်ခဲ့တဲ့ဥမာဟိုနည်းနည်းခတ်ချားချားပါဘောနော်ဟို round 1လောက်ကဖြစ်ဖြစ်အဲ့တော့တခုခုကိုဘယ်အဲ့လိုမျိုးပြန်ပြီးတော့အဲတီးလိုက်မလားဒါမှမဟုတ်အခုဟာနဲ့အဲ့လိုမျိုးပြက်မှာဟုတ်ဘူးဘယ်လိုပြောမလဲနောက်ဆုံးနောက်ဆုံးစက်ပြေလို့ပဲနောက်ဆုံးစက်ပြေလို့နောက်ဆုံးစက်ပြေလို့ဖိစာလေးနည်းနည်းလို့ရောပြီးတော့အဲ့လိုမှု့ပြီးတော့ပဲ အဲ7မိနစ်စာလေးကိုဖွင့်နိုင်နိုင်မှာပဲရမယ်ပေါ့နော်ကျွန်တော်အဲ့လိုတော့စဉ်းစားစဉ်းစားနေတယ်တို့တို့ကလုံးဝမရှိတော့တကယ် rest ဖြစ်သွားပါလေအဲ့လိုတော့အဲ့လိုတော့ရှိပါတယ်ပထမတော့ခုနကပဲပြန်ဒီမယ်ဆိုရင်တော့အဲ့လိုအဆင်ပြေမှာမဟုတ်ပါဆိုခုနကနဲ့လေတို့ကတက်ပါမတက်သွားတယ်ပြန်လာဆိုတော့တေချာတော့အဲ့ခုနကတိုင်းပြန်ဒီမယ်ဆိုရင်ပြန်လုံးလုံးမရပြန်အဲ့ဒါလည်းမရဘူးအဲ့အဲ့ဒါတော့အဲ့မှာချုံပြစ်သွားတာအဲ့ဒါဆိုအဲ့လိုပေါ့ဒီမှာဆိုရင် ကြီးလို့ရှိရင်လေ flex ဆိုတာအမြဲတမ်းဟိုဘယ်လို complex scale ဒီအများကြီးပြတယ်ပေါ့နော်ကျွန်တော်ခုနကလည်းပြောခဲ့တယ်အများကြီးပြတဲ့လူတောင်မှတိမ်ပပြဖြစ်တော့ဘူးဟုတ်ကဲ့အဲကျွန်တော်ခုနကပြောသလို အာပလေဆိုကနည်းနည်းပြာတတ်တယ်အမှားများတာဖြစ်တဲ့အတွက်အဲ့ဒါမျိုးပဲစင်နေလိုက်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့ဒါကကတော့ပွဲပန်းသွားတယ်နော်အရှိန်အဲ့ဒီမှာကဖြစ်ဆိုကသူစရာကသူကအဲ့လိုဟိုပြတာတော့ပြပေမဲ့သူပြတဲ့ဥစ္စာမှာအရှိန်မှာရမှားတော့မှားတာရှိပေမဲ့အခုဒီတစ်ခေါက်မှာမှားတဲ့ဥစ္စာကအဲ့လို ဟိုဘယ်လိုအဖတ်ဆယ်လို့မရတဲ့ပုံစံမျိုးမှားသွားတာအဲ့လိုမျိုးအဲ့လိုမျိုးစိတ်တွေကအကုန်လုံးကလေအရင်ပြန်ပြီးတော့ပါလို့မရတဲ့အမှားလို့မျိုးပြန်ဖြစ်တာကလည်းလုံးဝဟိုစိတ်ကိုသူက short လိုက်တဲ့ပုံစံစိတ်ကြောဒိုင်းတို့ဘာမှမပြဘူးဘာမှမပြတော့တချင်းလေးဆိုဘာမှမပြဘူးတချင်းလေးဘာမှမမှတ်တာဘူးလုံးဝပုံစံပြပြနေတယ်ဘာမှမရှိတော့အဲ့လိုစိတ်ကသူစိတ် short လိုက်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးပေါ့မီဂီဘောက်ကအဲ့မှာမှာအာတင်ချက်ဖြုတ်သေးတယ်ဟုတ်တယ်အဲ့လိုလည်းဆိုတော့တူတော်မှာသူအရင်တော်မှာအများကြီးပထမ set တင်ပုံစံမျိုးရဲ့သူပြန်ပြောအဲ့ကျွန်တော်ခုနပြောပြီးပုံစံပြောသူသူလက်စမ်းမိပုံတော့ရမယ်ထင်တယ်ဆိုတော့အဲ့လို ရောက်လေသူပြန်ထည့်သွားရောက်လေပြန်ထည့်ယူရ10မိနစ်ပေါ့10မိနစ်လောက်တယ်အဲ့10မိနစ်မှာကွန်မန်တွေမှာတော့ကန်ဒရစ်ပြောတာဒီရှေ့ပိုင်းမှာ तू မပြတော့ဘူးမပြတော့ကျွန်တော်တို့တော့ဘလို့တွေးလဲဆိုတော့အဲ့တုန်းကပေါ့နော်အဲ့လိုသွားပြီသွားပြီ3ရောင်းတော့ဘာသူပေးရမှာမသိတော့ဘူးဆိုတော့ဒါမှဟိုလုတ်ပြတဲ့လုတ်ွက်တွေလည်းမတွေ့ရတော့ဘူးဒါမှဘာဖြစ်သွားလဲဆိုတော့ Mickey Bob အိုက်ပြီးကန်နေတော့3မိနစ်လောက်ဟုတ်တယ်တောက်လျှောက်ကိုစကေးပိုင်းဆိုင်ရာသူ့ရဲ့ငကူ Mickey Bob ပြန်ရောက်လာတယ်ပေါ့ဗျာအဲ့အဲ့ဒါကြောင့်ဒါလေး ဒီ3ယောက်ထဲမှာမီဂီဘော့ကသူ့ယူအားတာသွားတာပေါ့နော်အဲ့လိုဖြစ်သွားတာဟုတ်ကဲ့ဟုတ်ကဲ့ပါဒိုင်းသုံးလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်ဒီ round ပြီးလို့ရှိရင်တော့ဒါ semi final ကိုကျွန်တော်ရောက်သွားပြီပေါ့နော်ဆိုတော့ semi final မှာရောဘလို့မျိုးတို့ရဲ့ဒီ semi final တက်လန်းသွားတဲ့ပြိုင်ပွဲဝင်တွေကရှင်ပြိုင်မှုတွေကိုကျွန်တော်ရင်ခုန်သွားနဲ့စောင့်မျှကြည့်ရှုအောင်လဲဆိုတော့လေကျွန်တော်ကိုယ်တိုင်လည်းအခုရင်ခုန်နေပြီဆိုတော့ပရိသတ်ကြီးလည်းစောင့်မျှကြည့်ရှုပေးကြပါအောင်ဗျာကျွန်တော်ပြန်ဆုံတွေ့ကြပါမယ်